ဒေါ်ဂျီတခုကိုအစာအုပ်ရဲထဲဆောက်ထားသလားထင်ရတဲ့ခင်မီအစာအုံကြီးကဘာပေါ်မှာခင်မီစမ်းပြတဲ့ဘီသူကလက်ရည်နဲ့ပဝင်းကျင်တဲ့လိုက်လျောညီထွေရှိတဲ့ဒီဇိုင်းတွေကိုဖော်ဆောင်ထားပြီးအစာအုပ်တွေအများအပြားရှိပါသည်အဲ့ဒီထဲမှာမှအမေရိကန်ပြည်ထောင်စုဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီဒီအစာအုပ်ဟာသိပ္ပံပညာတဘာဝတရားနဲ့ဘီသူကပညာတွေကိုပေါင်းစပ်ဖန်တီးထားပြီးထူးခြားစမ်းပြတဲ့လက်ရည်တခုအဖြစ်ထင်ရှားပါသည်ဒီအစာအုပ်ကြီးဟာကမ္ဘာအကြီးဆုံးတဘာဝသမိုင်းပြတိုက်ကြီးတွေကတခုဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ဂီဟာစနစ်အမျိုးမျိုးကိုတနေရာထဲမှာစုစည်းပြသထားပါရည်။သူရဲ့ထူးခြားတဲ့ဒီဇိုင်းနဲ့ရေရှည်တည်တတ်မှုဆိုင်ရာလက္ခဏာတွေကြောင့်မလို့ဘီသူကလောကမှာပါအတိအမှန်ပြုခံထားရတာပါ။ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့ပရိသတ်တွေကိုတော့အကြီးတစ်ခုလုံးကိုအစာအုပ်တွေထည့်ဆောက်ထားသလားထင်ရတဲ့ခင်မီအစာအုပ်ကြီးတစ်ခုအကြောင်းကို ပြောပြပေးကြပါရည်။ကယ်လီဖိုးနီးယားတိပ်ပံအကယ်ဒမီအစာအုပ်ကိုနာမည်ကျော်ဘီသူကပညာရှင်ရန်โซပီယနိုကဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီး2008ခုနှစ်မှာဖွင့်လှစ်ခဲ့ပါရည်။ ဒီအဆောင်ရဲ့အထင်ရှားဆုံးနဲ့အထူးခြားဆုံးအင်္ဂါရပ်ကတော့သူ့ရဲ့အသက်ရှိအမိုး Living Roof ပဲဖြစ်ပါရည်အမိုးတစ်ခုလုံးကိုဒေသခံအပင်မျိုးစိမ်တိတသမခွနသန်းကျော်နဲ့စိုက်ပျိုးထားပြီးတောင်ကုန်းတရံ Seven Gender Hill ပုံစံမျိုးနဲ့ဖန်တီးထားပါရည်ဒီ Living Roof ဟာတာမန်အလှပတစ်ခုတည်းမကဘဲနဲ့တဘာဝပတ်ဝန်းကျင်အတွက်အလွန်အကျိုးပြုပါရည်မိုးရေကိုဆုပ်ယူထိန်းသိမ်းပေးပြီးမိုးရေမြောင်းထဲကိုစီးဆင်းမှုကိုလျှော့ရှာပေးပါရည် ဒါပြင်အဆောက်အုံရဲ့အတွင်းမိုင်းအပူချိန်ကိုထိန်းညှိပေးပြီးအပူဒဏ်ကိုလျှော့ရှာပေးတာကြောင့်မလို့လေးအေးပိစက်အသုံးပြုမှုကိုလည်းလျှော့ရှာပေးပါရည်။ဒါကြောင့်မလို့ဒဏ်ငွေတွေအများကြီးမထွက်တော့ပေ။ဒီမိုးဟာမြေအောက်ကြီးကိုပြန်လည်ဖြစ်တင်းပေးနေပြီးဒေသခံငှက်တီအတွက်အင်းဆက်ပိုးမွားတွေအတွက်လည်းတဘာဝနေထိုင်ရာတစ်ခုဖြစ်လာခဲ့ပါရည်။အဆောက်အုံရဲ့ဒီဇိုင်းမှာတဘာဝအလင်းရောင်နဲ့လေဝင်လေထွက်စနစ်ကိုအဓိကထားပြီးလည်းအသုံးပြုထားပါရည်။နေဘက်မှာနေရောင်ကြီးကိုအများဆုံးရရှိအောင်ဖန်တီးထားပြီးညဘက်မှာတော့ပူပြင်းတဲ့လေတွေကိုအပြင်ဘက်ကိုထုတ်ပေးနိုင်အောင်လို့စနစ်တကျဒီဇိုင်းထုတ်ထားပါရည်။ ဒါပြင်အဆောက်အုံကိုပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေ recycle material နဲ့ဆောက်လုပ်ထားပြီးစွမ်းအင်ချွေတာရေးစနစ်တွေကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ဥပမာပြောရလို့ရှိရင်တော့ရေချိုးကန်း၃ရင်နဲ့အိမ်သာ၃ရင်တွေကိုပြန်လည်အသုံးပြုတဲ့စနစ်နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားတွေနဲ့တက်ဆင်ထားပြီးအလီအလွင်းလိုလည်းဘာမှမရှိသလိုဂျမ်းမာရီနဲ့ညီညွတ်တဲ့နေရာလိုလည်းပြောရမှာပါ။ဒီလိုရေရှည်တည်တဲ့ဒီဇိုင်းနဲ့နည်းပညာတွေကြောင့်မလို့ကယ်လီဖိုးနီးယားသိပ္ပံဂယ်ရမီဟာ Elite Platinum Certification ကိုရရှိထားပြီး ကမ္ဘာအဆင့်အမြင့်ဆုံးဇိုင်းလန်ရဲ့အဆောက်အအုံတွေကတစ်ခုအဖြစ်မှတ်တမ်းဝင်ကပီးရေးထိုးထားနိုင်ခဲ့တာဖြစ်ပါရည်။ဒီကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီအဆောက်အအုံဟာသိပ္ပံပညာတဘာဝပဝင်းကျင်ထိန်းသိမ်းရေးနဲ့ဘီသူကပညာတို့ကိုပေါင်းစပ်ဖော်ပြထားတဲ့လက်ရာတစ်ခုဖြစ်ပါရည်။နောက်ပြီးတော့ဒါဟာကျွန်တော်တို့ရဲ့အနာဂတ်အဆောက်အအုံတွေမှာလိုက်ပြီးတော့အတူကိုဆောက်လို့ရမယ့်နေရာမျိုးဖြစ်ပြီးဇွမ်းရင်ချွေတာပြီးပဝင်းကျင်ကိုထိန်းသိမ်းဆောင်ရှောက်နိုင်ကြောင်းကိုလည်းပြသတဲ့စံပြပုံစံဖြစ်ပါရည်။ ဒေဆောက်အောင်ဟာတာမန်ပြားလိုက်တစ်ခုထပ်ပို့တယ်အနုပညာလက်ရာတစ်ခုဖြစ်ပြီးတော့တဘာဝတရားကိုချင်းမြတ်နေတဲ့သူတွေနဲ့ဘိသူကပညာရှင်တွေအတွက်မဖြစ်မနေလာရောက်လဲပတ်တင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးဦးမှာမလို့ကျွန်တော်တို့ရဲ့ YouTube Entertainment Channel လေးကိုလည်း Like and Follow Subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့ဩအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ